โอเคမင်္ဂလာပါကျွန်တော်နာမည်တိုးချီပါနေစဉ်တော့မြန်မာအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဗောဒီ Fanshawe College လို့ခေါ်တာပါเนาะဒီကနေဒါနိုင်ငံရဲ့ Fanshawe College မှာဒီအကြောင်းမှာတက်နေရဲ့မြန်မာမကြသိမိကကနေဒါနိုင်ငံမှာအကြောင်းလာတက်တဲ့ညီမတစ်ယောက်ကိုအင်တာဗျူးမေးတာဖြစ်ပါတယ်ဗောနော်ညီမနာမည်ဘယ်လိုခေါ်လဲမသိဘူးညီမနာမည်ကတန်နာပါမတန်နာเนาะတန်နာဟုတ်တယ်တန်နာလေးဟုတ်ပါလား င်တော့ဟုတ်ကဲ့တတ်လိုက်တတ်လိုက်တတ်လိုက်မျက်စိအားနေအာအာရတယ်ရတယ်အဲမတ်တန်တာနော်ဟုတ်နာမည်အပြည့်ဆုံးကအေးတန်တာထူမတ်အေးတန်တာထူဟုတ်ထူဟုတ်ပြီဒီမှာကျောင်းလာတက်တာဘာတက်နေပါလဲညီမကြီးအာဒီမှာက AI and machine learning ဝမ် AI artificial intelligence ဟုတ်ပါ artificial intelligence အာ artificial intelligence ဒါတကယ်ဟိုနေ့မှာအသုံးဝင်ပါပါနော် အဲ့ဒါဒီမြန်မာပြည်အားကြတာဘာ background ရှိတယ်လဲမသိဘာပညာရေးအဖြစ်ပေါ့နော်မြန်မာပြည်မှာကတဏ္ဍာကအဲ့ပါလေကွန်ပျူတာတက္ကသိုလ်ကနေကျောင်းပြီးတယ်ဟုတ်ကဲ့အဲ့မှာကွန်ပျူတာ science ပေါ့နော်ကွန်ပျူတာ science ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဟိုတဏ္ဍာရောရန်ကုန်ကဟိုလေလှော်ကားမှာလေဟုတ်ကဲ့ဟုတ်ကဲ့ကွန်ပျူတာတက္ကသိုလ်ရှိတယ်အဲ့မှာ university of computer science ဟုတ်ကဲ့ဟုတ်ကဲ့အဲ့မှာ master ယူခဲ့တယ်။အော် master မြန်မာပြည်ရဲ့ master degree ရတာလေ။အဲဆင်မြန်မာပြည်မှာအလုံးလုံးလိုက်သေးတယ်။အဲ software engineer အလုံးနဲ့ကို9နှစ်လောက်လုပ်လိုက်တယ်9နှစ်လောက်လုပ်ပြီးတော့မှအခု စင်ကာပူမှာအလုံးလုပ်ထပ်ရှားတယ်ပေါ့နော်စင်ကာပူရောက်တော့10နှစ်လောက်နေခဲ့တယ်အဲ့တော့စင်ကာပူမသွားခင်မှာမြန်မာပြည်ကဒါဆိုရင်ဘယ်နှစ်ခုနှစ်မှာမြန်မာပြည်ကထွက်သွားပါလဲ uh, 2014 2014 2014 2014 2014 happy happy 2014မှာစင်ကာပူအလုတ်နဲ့သွားတာလားဒါမှမဟုတ်အလဲသွားတာအလုတ်နဲ့ပဲအလုတ်နဲ့ပဲသွားဒီဘာမြန်မာပြည်ကမထွက်ခင်နေအဲ့ဒီမှာအလုတ်တန်းရှောက်အလုတ်ရှောက်လိုက်တာပေါ့အေးအဲ့လိုမျိုးအလုတ်ရှောက်ဘယ်လိုမျိုးရှောက်ရလဲဗျာဘယ်လိုဆက်တယ်ကျွန်တော်တို့ကို INT တော်တွေရတော့ website ကပဲရှာတာ website internet ကပဲ internet ကပဲအမှန်များမှန်မြင်လားမသိဘူးအဲ website ကို jobstreet တို့ monster တို့ jobstv တို့ အများကြီးပေါ့နော်အဲ့ဒါကြားလာမသိနော် job street job street.com ရှိရ job db.com ရှိရ job db.com ရှိရဟုတ်ကဲ့ဟုတ်ကဲ့ဟင်းဟိုကပေါ့ monster.com monster.com ရှိရ indeed.com indeed.com or indeed indeed ကဒီမှာလဲဟန်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဘက်ချမ်းမယ်တောင်းဟုတ်ကဲ့ အော်ဟုတ်ပါပြီဆိုတော့အဲ့ဒါနဲ့တင်စင်ကာပူရောက်တာပါနော်စင်ကာပူမှာဘယ်လောက်ကြာကြာအလုပ်လုပ်လိုက်လဲ10နှစ်တောင်ကိုဝေါကိုနေကိုနေကြော်ရယ်10နှစ်နေပါပဲ10 years နော်10နှစ်တောင်မှစင်ကာပူမှာအလုပ်အတွေ့အကြုံ ရှိတာပါနော်ဟုတ်တယ်ကောပြီးတော့ အဲ၁၀နှစ်လောက်အလုပ်လုပ်ပြီးသွားတာပါဟုတ်လားဟုတ်ဟုတ်၁၀နှစ်လောက်အတွေ့အကြုံရှိတာပေါ့၁၀နှစ်ဟော software အဲ့ဒါနဲ့ဘယ်လိုဗီဇာမျိုးနဲ့၁၀နှစ်တောင်နေလဲပေါ့အော်စင်ကာပူမှာကျတော့တန်လာတော့လေးဟိုက skill pass လို့ခေါ်ရဲဟုတ်ကဲ့ဟောဒီ technician တွေကိုပေးရဲ skill pass ပေါ့နော် skill pass လို့လည်းခေါ်ရဲအဲ့ဒါနဲ့ pass pass skill pass skill pass skill pass အော် skill pass အော်အဲ့ဒါကိုခုနတည်းအောင်ကျွန်တော်မင်းအဲ့ဒါသူမထွက်လာဝေး skill skill pass ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီ escape ဆိုတော့ aspas လို့ aspas လို့အတူတော့ခေါ်လိုက်တာဟော not scale ဟုတ်ကဲ့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 တနာတော့ pia ရှောက်တယ်မရအောင် reject တိတိထိတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ ਨੇ ပြန်လာတဲ့ဒီဒီကိုလာတဲ့ဒီ escape pass နဲ့ပဲလောက်တခဲ့တာပေါ့အာဟုတ်ကဲ့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 အာဟုတ်ပြီအဲ့ဒါဆိုတော့ဒီ escape pass ကတခါရှောင်းရင်ဘယ်နှစ်နှစ်ပေးလဲအာအဲ့ဒါကျတော့သူကတနာတော့လေဟိုဒီကနေဒါလူမျိုးလေဟိုက government အဲတန်းပေးတာမဟုတ်ဖ ೇನೆ အလုရတော့မှအလုရှင်ကကိုယ့်အတွက်ရှောက်ပေးတာအလုရှင်ကအားလုံးရှောက် ့အလုံရတော့မှအလုံရှင်အရှောက်ပြီးတော့တခါရရင်2 years ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ every 2 years every 2 years မှာအဲဟာဟွာလောက်ကြတယ်တတ်တန်းတူရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဘာဖြစ်ဆိုတော့ကျွန်တော်တို့နိုင်ငံတကာနိုင်ငံမှာပေါ့နော်ဟုတ်ကဲ့ဆယ်နှစ်နေခဲ့တယ်ဟေးဆိုလို့ရှိရင်ဟုတ်ကဲ့ ဆယ်နှစ်နေခဲ့တဲ့ဟေ့ဆိုလို့ရှိရင်ဒါကိုယ်နိုင်ငံကိုဖြစ်သွားပြီဟုတ်တယ်ကိုယ်မှန်ပဲအမှန်ပဲဟုတ်တယ်လားသူကသူဘာကြီးပဲပြပြောအဲ့ဒီမှာတင်နေသားကြသွားတဲ့အတွက်အဲ့ဒီဒေတာခံဖြစ်သွားပြီပေါ့နော်တုံတန်ယုံဘယ်မှမတော်ချင်တော့ပေါ့နော်ဒါပေမဲ့ဘယ်လိုစိတ်ကူရလဲပေါ့ဘာကြောင့်အဲကနေဒါကနေပြန်အာကနေဒါလည်းစင်ကာပူကနေဘာကြောင့်ထွက်ချင်ရတာပဲတကယ်တမ်းကျတော့အဲ့ဒီမှာလှုပ်လဲကောင်းတယ်ပတ်စံလဲကောင်းတယ်ဟုတ်တယ်ကောအဲလုံုံကြီးလဲကောင်းတယ်အားလုံး ော်တော်အပြည့်စုံကိုကောင်းနဲ့နီနီပါနော်အရှိတောင်အရှာမှာသူအကောင်းဆုံးပါဟုတ်တယ်ဘာကြောင့်အဲ့ဒီကထွက်ရပါသလဲလို့အဲအဲ့ဒါတော့ကိုလူတိုင်းကတော့ဒါ status တောင်ပေါ့နော်စင်ကာပူမှာနေရတဲ့တနာတို့ပြောမယ်ဆိုရင် aspas ကခုနပြောသလို2 years ပဲရတယ်အဲ့တော့ every 2 years မှာတနာတို့အမြဲတမ်းတက်တန်းတိုးရတယ် ဆိုတဲ့အခါကျတော့တကယ်လို့ဒါအလုံးတစ်ခုခုအစင်မပြေခဲ့ရင်အဲ့ဒီ aspas လည်းမရှိတော့ဘူးနိုင်ငံထဲကလည်းထွက်ပြေးရမယ်အဲ့တော့ status ကမခိုင်ပါဘူးဟုတ်ကဲ့အဲ့တော့ permanent resident ရောက်တော့လေ reject တွေထိကြရတဲ့အခါကျတော့အဲအဲ့လိုမျိုးနှိမ့်ကြလာတဲ့သူတွေကကြာလာတော့ အအချိန်နေကုန်ပြီးတော့ဘာ status ခိုင်းပါတယ် status မရှိတော့အဒီလိုမျိုးကနေဒါတို့ US တို့ New Zealand တို့ဘက်ကိုကူးကြပြီးတော့ဒီ permanent resident ဘက်ကို try ကြတာဆိုတော့အဓိကတော့တဏ္ဍာကတော့အရင်တော့လုံးဝ plan မရှိဘူးဘယ်နိုင်ငံမှမတော့အောင်စင်ကာပူမှာပဲနေတယ်ဘာကြောင့်လဲဆိုတော့အမေကြောင့်ပေါ့နော်အမေနဲ့အဖေကိုက3-4လတစ်ချိန်ပြန်ပြန်တွေ့ရဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့အခုကတော့ဝေးွားတော့အလောက်ပြန်လို့မရတော့ဘူးနော်အဲ့ဒီအဲ့ဒီဟာနဲ့လွန်ဆွဲခဲ့တာအချိန်ကြာသွားတာပေါ့9နှစ်လောက်ဖြစ်သွားတာပေါ့ဟုတ်ကဲ့အဲတချို့မိတ်ဆွေတွေဆိုရင်9နှစ်6 နှစ်လောက်ကတည်းကသူတို့ထွက်သွားကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဓိကတော့ဒီ status ကြောင့်ပေါ့ permanent resident ကြောင့်အော်အခြေချလို့မရအောင်ကိုရယ်စတေချလို့မရအောင်အိမ်ဝယ်လို့မရအောင်ကျင်းနေတာပါနှစ်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 တည်းနှစ်နှစ်တည်းအိမ်ဒီပါလေဝယ်လို့မရအောင်ဆိုတော့ PR ဗီဇာတော့မဖေးတဲ့ဥစ္စာပဲဟုတ်တယ်ဟုတ်တယ်အိမ်ဝယ် PR ကိုတယောက်တည်းနဲ့မရအောင်နှစ်ယောက်မှရလားဟုတ်လားအဲအဲ့တော့ဥမာလင်းယောက်ျား PR ဖြစ်မိန်းမ PR မဖြစ်ရင်လည်းအိမ်ဝယ်လို့မရအောင် အဲ့တော့အဲ့လိုမျိုးအခြေအနေတွေကကြာနှစ်ကြာလာအရင်တနာတော့ invest လုပ်လာတဲ့ long year ဖြစ်နေပြီကိုယ်ရဲ့10နှစ်တိုင်ကိုနေတော့မှကိုကသူ့နိုင်ငံပါမဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့ဟာတခုပေါ့အဲ့တော့အခုဒီလိုမျိုးနိုင်ငံရေးအခြေအနေတွေမကောင်းတာပါညာတော့တနာတော့ second home လိုချင်တယ်လေခိုင်းပါတယ် second home တခုလိုချင်တော့ဟုတ်ကဲ့အဲ့တော့ဒီနိုင်ငံရေးအခြေအနေကြောင့်ပဲဒီလိုတွန်းအားဖြစ်သွားရတယ်ပေါ့လေအဲ့တော့အမေကိုတော့ အမေစိတ်ဒွန်တွဲအဲ့လိုမျိုးအမေစိတ်ကိုတော့နည်းနည်းကိုကအမေကိုလည်းထောင်းပြပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးပဲထွက်လာခဲ့ရတာသူနားလဲသူနားလဲနိုင်တော့မှာပါအဲအဓိကတော့ဟောဘယ်လိုပြောမလဲဆိုတော့ စသည်စင်ကာပူမှာနော်အဲစင်ကာပူမှာအဲ့ဒါဆိုရောက်နေတဲ့မြန်မာတော်တော်များများမှာဒီရတွေးရှိနေတယ်လို့ယူဆရတယ်စင်ကာပူကလူတွေများတယ်အေးအဲ့ဒါကြောင့်ကျွန်တော်ဒီမှာအခုကျွန်တော်တော်တော်များများတွေးခဲ့တာပါနော်အခုစင်ကာပူမှာတက်ဆိုတဲ့လူတွေအကုန်စင်ကာပူအားလုံးစင်ကာပူကရဟဲ့ဟုတ်ပြီတော့ဒီမှာမြန်မာတွေဘယ်လောက်လောက်ရှိနေတယ်ဒီနေ့အကုန်လည်းဘယ်လိုတွေးခဲ့တာလဲဆိုတာလည်းပြောလိုက်အောင်အေးဒါဒီနေ့ကတော့ဒီမှာကျွန်တော်ဒီအဲဒီမြန်မာတွေရဲ့ကြံပွဲပေါ့နော်လာရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကို မတ်တန်တာက အဲအမျိုးသားပါเนาะအထက်တပြည့်သူကအမြဲတမ်းကြည်ပြည့်ပြတာပဲကြည်ပြည့်တဲ့အတွက်ဒါတော့အကိုမြင်လိုက်တာနဲ့တန်းပြီးတော့မှတ်မိအောင်ဟဲ့အကိုကလားဗောဒီကမှာအဲ့နဲ့လာနှုတ်ဆက်တာအာဟုတ်ကဲ့ကျေးဇူးပါเนาะမှတ်မိတဲ့အတွက်မှတ်မိတဲ့အတွက်ကျေးဇူးပါဗောနော်ဟိုအကိုကအမြဲတမ်း sharing လုပ်နေတာကြည့်ရလေဟိုနယူးဇီလန်တို့ဗောတော်တော်လည်းမလာခင်တော့အဲ့လိုမျိုး explore လုပ်တယ်ပဲနိုင်ငံပဲနိုင်ငံဆိုအဲ့လိုလုပ်ရတဲ့မှာအကိုရဲ့ video တွေကိုမြင်တာပဲအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးအဲ့ကျွန်တော်ကနယူးဇီလန်ဥစ္စာလေးကိုသဘောကျတာဗောအဲ့ဒါမြင် ာအဲ့တော့ဒီဥစည်းလည်း US တွေမှလည်းပါပါသေးတယ်ဟုတ်ကဲ့ US ဟုတ်ကဲ့ဟုတ်ကဲ့ယူရယ US Europe တချက် Europe ဥစ္စာလေးကြတော့မတင်ပြပါဒါဟိုဟိုရောက်တည်ရအောင်အဓိကတော့ကျွန်တော်မြန်မာလူမျိုးတွေစိတ်အားခွန်အားဖြစ်ပေါ့နော်တိုးတက်ရတိုးတက်ကြအောင် share လာပါပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ဆိုတော့အဓိကကြတော့ကဲကောင်းပါပြီဒါဒီမှာကျစင်ကာပူကလာတယ်မြန်မာဘယ်နှညာလောက်ရှိမယ်လဲထင်တယ်ခမ်းမကြားဘူးအဲ့ကိုများလေအခုရာချင်းတယောက်ပြောတာ၃ပုံ၃ပုံနီနီစင်ကာပူကရှိတဲ့မြန်မာတွေကကနေဒါကိုရောက်လာတယ် ပြောတယ်ဟုတ်တယ်အဲ့ဒါဟုတ်လားမဟုတ်လားဟုတ်တာပေါ့အများကြီးလန်ဒန်မှာဆိုတော်တော်များတယ် fan raising တွေဆိုပတ်စံအရန်ရတယ်လေလန်ဒန်မှာသူပြောတာမြန်မာပြည်စင်ကာပူမှာမရှိဆို၄သိန်းနီးနီးလောက်လားမသိဘူးရှိတယ်ပြောတယောက်ကလေးသိန်းအဲဟိုဟာလာစင်ကာပူမှာပြောနေရလားဟုတ်တယ်စင်ကာပူမှာရှိတယ်စင်ကာပူမှာတော့တော်တော်များတော့ပေါ့ကိုရဲ့လေးသိန်းဟုတ်တယ်အဲ့လောက်ကိုရှိမှာ အဲ့ဒီရလေသုံးပုံတပုံလောက်ကကနေဒါကိုရောက်လာတယ်ပြောလို့ဗျာအဲ့ဒါဟုတ်လားမဟုတ်လားကျွန်တော်ကမသိဘူးဗျာဒါက knowledge အဖြစ်ပေါ့သူတို့ပြောတာကတော့လေဟိုအော်တာဝါဝင်းဆောပေါ့အဲ့လိုဖြန့်ပြောတော့နေကြတော့ပေါ့နော်ဒါပေမဲ့လန်ဒန်ကပုံများတယ်ပြောတယ်ဟုတ်ကဲ့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 လန်ဒန်ကပုံများတယ်လို့ပြောတယ်ဟုတ်အဲ့ဒါနဲ့တင်ကိုက idea ရသွားတာပေါ့နော်စင်ကာပူကနေအဲ idea ရသွားတော့ဒီကနေဒါဒီပေါ့ ကနေဒါကိုလာဖို့အတွက်အဲရှောက်လွှာဘယ်ကနေတင်လဲပေါ့။ဩအဲ့ဒါကကြာတော့အရင်ဆုံးတနာတော့ကျောင်းအရင်ရှာတာကိုရယ်။ဘယ်ကျောင်းကိုကအရင်တက်မှာလဲဆိုပြီး online မှာ live ပြီးတော့ကြည့်ရယ်ပေါ့နော်။အဲကိုလည်းကိုတက်ချင်တဲ့အမှတနာဆိုရင် ့ software engineering background ကလာတော့ဒီ AI နဲ့ AI နဲ့ machine learning ကိုတနာအနေကိုရအရန်တက်ချင်လားစင်ကာပူမှာဆိုလဲစင်ကာပူမှာသင်တဲ့ course တွေလိုက်ကြည့်ရဟုတ်ကဲ့လိုက်ကြည့်တော့နောက်နောက်ဆုံးကျတော့ဒီလိုမျိုးနိုင်ငံပြောင်းမှု plan ရှိတော့ဒါနဲ့ပဲရှာမယ်ဆိုပြီးဟာဒီဒီဘာသာရက်ရှိတဲ့အကြောင်းတွေကိုလိုက်ရှာတော့ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့လိုက်ရှာလိုက်ကကိုယ့်ရဲ့ budget နဲ့ပေါ့လေကိုတက်နိုင်တဲ့ budget နဲ့ အဲ့လိုမျိုးလိုက်စားအခါကျတော့ဒီ fan show ကိုတွေ့ရတယ်။ fan show မှာလည်းမြန်မာရှိရယ်။တနားရဲ့ဝမ်ခွဲမောင်လေးတယောက်ကလည်းဒီမှာတက်တာ။အဲသူကဒီမှာတက်တယ်ဆိုတော့အဲ့နဲ့တနားရဲ့ fan show page ကို diving ထိုးပြီးရှာတော့ပေါ့။ရှာတော့ဟိုကအဲ့ဒီမှာ AI and machine learning course ကတနာတက်ချင်တဲ့ course ဖြစ်နေတယ်ပေါ့အဲ့ဒါနဲ့တနာအဲ့ဒါကိုအဲ့ဒီအကြောင်းကိုချိန်ထားတဲ့မြန်မာပြည်က agent ရှိရဟုတ်ကဲ့ EEPS လို့ခေါ်ရခဲ့ behaviors ကနေပြီးတော့ကျွန်တော်သူက fan show ကသူကဒီ Singapore ဘက်မှာလာပြီးတော့ဒီလိုမျိုးဟိုဟောပြောပွဲတွေလုပ်တယ်လေဒါကြတဲ့နေရာလုပ်တဲ့ခါကျတော့သူကမြန်မာပြည်ကအဲ့လိုချိန်ထားတဲ့သူတွေဘာတွေကလဲဟောပြောပွဲလာလို့တော့အဲ့မှာသူတို့နဲ့ပဲချိန်ပြီးတော့ចောင်းလျှောက်တာတွေ visa လျှောက်တာတွေအကုန်လုပ်တာအကုန် free ចောင်းသားဒီចောင်းဘက်ကပဲယူတာចောင်းသားဘက်ကသူတို့ပွဲကမယူဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့ EVS ကပဲအကုန်လုံးဒီចောင်းလျှောက်ပေးတယ် ဒီဘာဝီဇာစာအချိန်ကောက်လေးပါတရား expert education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  အဲ့ဒီအဖွဲ့လေးကစင်ကာပူမှာရှိတာပါနော်အဲ့လိုမျိုးစင်ကာပူမှာရှိတာမဟုတ်ဘူးကိုမြန်မာနိုင်ငံမြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံဟာသူကနေစင်ကာပူမှာလာလာပြီးတော့သူကအဲ့ပွဲတွေလုပ်ပေးတာဟုတ်ပြီဟုတ်ဆိုဒီဘက်ကနေစင်ကာပူဘက်ကလူတွေကသွားကြတာစင်ကာပူကပေါ်လာတာဟုတ်တယ်လားအဲ့ဒါမျိုးပါအင်း အဆင်ပြေတယ်ကိုသူတို့တင်းလာလှုပ်လှုပ်ပေးတာတော်တော်လေးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့နည်းနည်း follower တော့လောက်ကြတယ်ကိုကအဲဘယ် level ရောက်ပြီလဲရှောက်တဲ့အဆင်ကဘယ်လိုဖြစ်နေပြီလဲဆိုတော့ follower တော့ကိုကအမြဲတမ်း keep in touch တော့လုပ်ပေးရတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဟုတ်ကဲ့အဲ့တော့ဒီဆက်ဆက်ချင်းတင်တဲ့နေ့ကစပြီးတော့ဘယ်လောက်လောက်ကြာဒီကိုရောက်ဖို့ အော်ဝါလာကိုပါလဲ study ပါမယ်လား study ပါမယ်ဟုတ်ကဲ့ဒီတော့စတဲ့နေ့ကစရောငါ idea ရသွားပြီကဲရှောက်လာတင်လိုက်ပြီအဆက်တွေလည်းရပြီရှောက်လာလည်းတင်လိုက်ကောတင်လိုက်တဲ့နေ့ကစတော့ကြာမယ်ကို6လလောက်တော့ကြာမယ်6လလောက်6လလောက်အတွင်းမှာဒီကိုရောက်ပါတော့နော်ရောက်တဲ့ခါမှာပထမဆုံးသူတို့ approve လုပ်လိုက်လို့ရှိရင် visa ကိုဘယ်မှာတွားရှောက်စင်ကာပူမှာ Canadian တန်ရုံရှိတယ်နဲ့တွေ့ရနော်ဒီ visa အကိုစဘာမှတွေ့စရာမလိုဘူးလေလူတွေ့တွေ့စရာမလိုဘူး US လို့မျိုးလေသူကအဲ statement of purpose ဆိုတော့ SOP letter ကိုသူကပြန်လည်နေအောင်ရေးပေးလိုက်အဲ့ဒါဆိုရတယ်ဟုတ်ပြီအဲ့ဒါအဲ့လိုမျိုးအဲ့ statement of purpose မှာကိုကဘာကြောင့်ကနေဒါကိုလာချင်တာလဲပြီးတော့နောက်တစ်ခုကကျတော့ နေဒါမှာအချိန်မချအောင်အကြောင်းပြရင် ပြန်လဲဆိုတော့ဟာကိုရေးရတယ် highlight လုပ်ပြီးရေးရတယ်ဆိုတော့အဲ့လိုမျိုးရေးမှ immigration ကဖွင့်ပေးတာမဟုတ်ရင်ဒီနိုင်ငံမှာအခြေချဖို့လာတိပေမဲ့လည်းရေးတဲ့ပုံစံကအဲ့လိုအဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ကဲ့ပြောပြတာတော့ချက်ပြင်းဒါဒီပါပတ်စံပိုင်ဆိုင်မှုအားဖြင့်တို့တွေဘာတွေမေးတက်လဲပေါ့နော်အော်အဲ့ဒါတွေအလောက်အကိုင်းနဲ့ပတ်စံကိုပိုင်နဲ့ပတ်စံနဲ့အလုံးနဲ့ သူအောင်ရှိုးမန်းလေးလိုမျိုးပြရတယ်အဲចောင်းစရိတ်နဲ့ဥမာចောင်းစရိတ်က3000ဆိုလို့ရှိရင်ចောင်းစရိတ်နဲ့နေစရိတ်အပါဆိုရင်6000အနည်းဆုံးပြရတယ်6000 master level တက်မဲ့သူဆိုရင်တော့8000 9000လောက်ထိ8000ဆိုတာ Canadian 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 dollar 8000ကိုပြအဲ့ခုနတယောက်ပြောတာတသိန်းနည်းနည်းကျွန်တော်ခုနသူပြောတာကျွန်တော်တိတ်မယုံကြည်မှုဖြစ်တယ်ဗျာဘာဖြစ်ဆိုတော့ဒီမှာကျတော့ tuition fee က Canadian တယောက်တောင်မဟုတ် land နဲ့ immigrant တယောက်ဖြစ်ဆိုလို့ရှိရင် college course အများစုက ဟောပေါ့2000နဲ့5000ကြားလေးမှာပေါ့နော်ဒါပေမဲ့ international တောင်းသားတွေကိုကြည့်လိုက်ရင်တော်တော်ကိုရက်ဆက်တာလေရက်ဆက်တယ်ဘာဖြစ်လို့လဲဆိုတော့ तू က insurance တွေဝယ်ရတယ်လေတနာတို့ကဒီတောင်းတက်နေတဲ့အချိန်မှာတနာတို့ရဲ့ insurance ကိုသူတို့အကုန်လုံးလုပ်ပေးတယ်ပြီးရင်အခုသွားတဲ့လက်စေး transportation တနာတို့ကိုခုနကဒီ bus ကတောင်းတက်ကပြလိုက်လို့ရှိရင် तू ကပတ်စံပေးစရာမလိုဘူးအားလုံးပါပြီးတာတနာရဲ့ဒီတောင်းတက်နေတဲ့ကာလတောက်ရှောင်းအကုန်ကတနာဘယ်တော်တော် free Oh. Oh very good. အဲ့ဒါကျွန်တော်မသိခုနကကျွန်တော် interview တွေဒါလုပ်နေတယ်။မပြောကြကြဟောတာအဲ့ဒါတွေပါတယ်ဆိုတဲ့ဥစ္စာပေါ့။နော်ဘတ်စားပါကွာဒီတိုင်းတက်လိုက်ရောဟုတ်လား။တက်လိုက်ရောပဲ။အဲ့ဒါအဲ့ဒါဘတ်စကားစီးပါဘာဖြစ်လဲကားဝယ်မှလည်းဆိုရင်နေလိုက်တာလည်း fashion college ပေါ်လာအစ်ပြီးသွားပြီ။အဲ့ဒါဆိုအားလုံးအဆင်ပြေသွားတာပါနော်။အဲ့ဒါစစ်စစ်ပေါင်းအနည်းအနည်းဆုံး เออ6000เนี่ยตะไต้นี่นี่ว่ะแล้วเนี่ยปะสั่นเนี่ยดิหลုံหลอกตาတော့မဟုတ်ตัวอလုတ်ไก่นี่แหละปะบ่ลงเนาะเนาะอလုတ်ไก่กูอ่ะไม่ปะနိုင်ตัวบะลุหลอกยုံมาเนี่ยแบ็คกราวด์กูตัวจี้อ่ะวะกูชอบแต่ subject เนี่ยกูชอบแต่ course เนี่ยกูเนี่ยแบ็คกราวด์อ่ะบะลุမျိုးดิ match ขึ้นนี่แหละป่ะอะไรแหละโหลเลยป่ะโอเคๆอ่าพี่เนี่ยดิ show man นี่ยောက်ตะบายป่ะลิอ่าดิ background ก็เลยตัวจี้ดิพี่รู้สึกยีไล่แต่ SOP letter ก็เลยจี้ดิอ่าอดิก็ไอ้ background อ่ะอดิก purpose of statement นะ statement of purpose statement of purpose ဟင်း okay စရကနေဒါကိုရောက်လာပါပြီပါနာဒါကနေဒါရောက်တာအခုဘယ်လောက်ရှိပါပြီလဲဒီအခုဒီ Fanshawe College ဘာနာရရ Fanshawe College ပါဒီဝင်းကြီးကိုတစ်တီပါဒါဘယ်လောက်ငိမ့်ချမ်းပါလဲဘာနာဟိုမှာတော့ကလေးတွေဆော့နေတာကိုတွေ့ရပါတယ်ဘာနာအခုက separate ဆိုတော့ဆော့ကြတယ် ဆလက်ခါကြတာဒီကို9လ9လရှိပြီပေါ့နော်ဒီမှာနေတာနော်9လရှိပြီကွာဒီမှာနေတဲ့9လအတွေ့အကြုံကဘယ်လိုလေးများရှိပါသလဲပေါ့စင်ကာပူနဲ့ ုခစားကနေဒါနဲ့မြန်မာနဲ့ဟောမြန်မာဆိုတော့မှတ်မိကြမှာမှတ်မိတော့မှာဘာဖြစ်ဆိုတော့10နှစ်တောင်မှစင်ကာပူမှာတွားနေတော့ပြန်ကိုကဧည့်တယ်လို့ဖြစ်သွားပြီလေနော်ဟုတ်ကဲ့ဟုတ်ကဲ့အင်းဆိုတော့စင်ကာပူကလာလာခြင်းကတော့မနေတတ်ဘူးကိုဟိုတိုင်းပြောတာတနာရောက်လာတကယ်ဝင်းတာတက်တဲ့အော်ဝင်းတာတက်တဲ့လုံးဝ no sun ပြန်လာဟိုဘာလဲအလေးရောက်ဂျက်ကတ်ကပါရလားဂျက်ကတ်ကအပြည့်ဂျက်ကတ်ကအာအဲ့ဒါဆိုပဲဆုံးလို့တော့ဟုတ်လားအာအဲ့ဒါဆိုတော့ပဲဆုံးလို့ဟိတက်ဒီအကုန်ပါလာဒါပေမဲ့ပြဿနာအဲ့လိုမျိုးလေဘလို့လဲမသိဘူး D ဒီကြောင်ရောက်ချင်းလူကမတွေ့ရအောင်အင်းဟာလူမတွေ့ရအောင်ဟိုမှာတည်ရမလားလုံးဝ concrete jungle လေးတည်ရမလားလုံးဝလူတူတူနာတူတူချိန်နေရဆိုအဲ့လိုနေရာလာပြီးတော့မှတည်ရောက်လာတဲ့အခါမှာအဲ့လိုရှင်းလေးတော့တရားခိုက်တာစခန်းဝင်တယ်လို့တရားခိုင်လို့တော့တော်တော်ကောင်းတယ်ကို meditation ဆိုကိုပဲတည်ရမလားအဲ့လိုမျိုးလေဟုတ်ကဲ့ ဒါမဲ့အခုကဘယ်လိုလဲဆိုအခုကကြိုက်လာပြီတရားကလေယာ fresh air ရရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါတနောင်းစင်ကာပူမှာအဲ့လို air မျိုးတခါမှမရှိဘူးအေးစကားလေးကိုမောင်းရသိခံလဲရတယ် quality က air quality ကတော်တော်ကွာတယ်ဟိုလေထဲမှာဘာအနံ့မှမရှိပဲနဲ့လေအဲ့လိုရှူလိုက်တဲ့လေယာမိုးလင်းလာရင်အော်ကနေဒါအစိုးရတော့သဘောအရန်ကြမှာဒါမျိုးကြလို့ရှိဒါတော့အဲ့လိုအရန်ကြိုက်နေတာကိုဒီကဟုတ်ကဲ့ဟုတ်ကဲ့မိုးလင်းရင်တနောင်းအောင်စင်ပြီးအဲ့ဒီ bag ရက်ကိုထွက်ပြီးတော့အားကစားလုပ်ရင်းနဲ့အဲ့လေးရှူရတဲ့ဟာကိုအရန်ကြိုက် ဟုတ်ကဲ့ဒီလုံချုံရေးကြတော့ဒီစိုးရင်စရာရှိလာပါခုလုံချုံရေးလားလုံချုံရေးကတန်တာတို့အခုနေနေတဲ့ပတ်ဝန်းကျင်ကတော့တော်တော်လေးတော့အေးချမ်းနေပေါ့နော်အေးချမ်းနေနေပေါ့ဟုတ်တွေကလည်းအေးချမ်းချမ်းပဲဟုတ်ကဲ့ဟုတ်ကဲ့ဟောရန်တောင်မှမရှိဘူးတိတ်ဆိတ်လို့အဲ့လိုမျိုးလူကြီးတွေများတယ်လူငယ်တွေလည်းရှိတယ်သူပေမဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲနေကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ခုနပြောသလိုလေတကားတော့မပိတ်ဘူးလို့ကြည့်တာတကားတော့မပိတ်ဘူးအေးတနာလမ်းမှာကိုကတော့မနေတဲ့ဥစားတကားတော့မချအောင်ပေါ့အမြဲတမ်းတကားဒါပေမဲ့အဲ့တိုင်းပဲနေနေကြဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့သူတို့ကနေနေတဲ့လူတွေကအဲ့ဒီပေါ်တို့အဲ့တခြားလူတွေကပြောကြတော့တော့လောက10နှစ်ရှိပြီတဲ့ငါတို့ဒီမှာတဲ့ဘာမှမဖြစ်ဘူးအဲ့တိုင်းပဲနေရစိတ်မပူနေကိုကတော့ရောက်ခါစားဆိုတော့စိုးရိမ်တာပေါ့နော်တကားမှတကားကိုလုံးမချပဲနဲ့မနေဘူးအဲ့ကျေးဇူးအဲ့ဒါမှမချပဲနဲ့မနေနဲ့ဒါမှဖြစ်ရင်တော့ကောင်းတာပါနော်ဖြစ်တာမှဖြစ်တာမှဖြစ်တာတော့များတာဟုတ်ဟုတ်မြို့သေးလေးတွေတချို့မြို့တွေမှာကြတော့ ပြောနေပစ္စည်းရောဒီတိုင်းချတာဟေးဒီဥစ္စာတလုံးသုံးကြလူလည်းမရှိဘူးဘူးမှမရှိလင်မန်းပဲလွတ်ထားတာဟုတ်ဟုတ်သွားယူတဲ့လူကလည်းသူကအလက်ကားသူကမယူဘဲနဲ့ရှိတဲ့ပတ်စံလေးသူကချပြီးပြီးတော့ဟုတ်ကဲ့ဟုတ်ဟုတ်တယ်ဟုတ်တယ်ဒါဒါမျိုးလေးညဉ့်ညံ့တာပေါ့နော်သူကလည်းသူကတနာထင်းနေသိလားရက်ကွက်နေနေတဲ့ရက်ကွက်နဲ့ဆိုင်မယ်ထင်တယ်ကျွန်တော်တို့ဒီ dance တို့ဘာလို့ပဲသွားရင်တော့အဲ့ဒီမှာလေ ဟိုအိမ်ချင်းရမယ် homeless people တွေတော့တွေ့တယ်အဲအဲ့လိုမျိုးပေါ့နေတဲ့နေရာတဏ္ဍာရောရက်ွက်တွေမှာအဲ့လိုမျိုးမတွေ့ရအောင်မတွေ့ဟုတ်ကဲ့ဟုတ်တွေ့ရအောင်ထုံးသာပြစင်ကာပူကကြတော့ပို့ပြီးတော့လုံခြုံတယ်လို့ပြောတာပဲလေနော်စင်ကာပူကတော့တဏ္ဍာရော7နှစ်နေတဲ့ချက်လေတယောက်နဲ့သွားရဲစင်ကာပူကတော့အရန်ကိုကောင်းတယ်ပေါ့အဲ့ဒါအဲ့ဒါဆိုင်နဲ့အိုတဝါမြို့တော့လာခဲ့ပါဟုတ်လားတရတယ်ရာပြန်ပြောပြပါဦးနန်းဩကြိုက်တဲ့ချိန်ထွက်သွားပါမှမဖြစ်ဘူးပေါ့နော်အဲဟိုတခါမှမကြုံဘူးတာပါဟုတ်လားအဲအဖြစ် ရာဇဝတ်မှုလေးတွေမရှိလားဆိုတာရှိတာတော့ရှိပါဗျာဒါပေမဲ့ကိုက နေဘလောက်ပဲနေနေတခါမှမကြုံဘူးတဲ့ခါကျတော့ကောင်းလိုက်တာကိုတွက်ကြတော့တမျိုးလေးပါနော်အဲ့ဒါကြီးကိုခုနလုံကြုံပါတယ်ဆိုပြီးတော့တကားမပိတ်ပဲနေတော့နေနေပါဒါပေမဲ့တမားလည်းတခါတခါတော့ကြားတယ်ဒီလန်ဒန်မှာလေလူတွေပါပြောက်တာတွေပါတော့ကြားဘူးတယ်ဟုတ်ကဲ့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 ဒါဘလို့အချိန်နေမျိုးမှာပျောက်သွားတော့လူရောကားရောပျောက်သွားတာတွေပါရှိတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ဘလို့လဲတော့မသိတနာရောညာ၈နာရီလောက်ဆိုရင်အိမ်ရောက်အိမ်ရောက်တော့သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့လူမိုးချုံရင်တော့တယောက်တည်းမထွက်ဒီမှာမြန်မာကျောင်းသားတွေပဲနေရောက်လောက်ရှိတယ်ဒီ function တော့ လာဒီမှာမြန်မာဟိုတနာလိုက်ရှာရင်တော့တော်တော်လက်ချိုးယူလို့ ရတယ်အခုတနာတို့တက်နေတဲ့ course မှာတော့မြန်မာ main ကလေး၄ယောက်ရှိတယ်အော်ဝါးမြန်မာ main ကလေးတွေတော်မတော်ပြဂုံယူတယ်ဗျာ yeah အကုန်လုံးလေဒီက Singapore ကနေတူတူလာတကယ်ရင်တယောက်ရှိတယ်အခုလည်းတအိမ်ထဲမှာတူတူနေတယ်တယောက်ခံနေတယ် ဲ့မဲ့ဒီဘက်ဒီရောက်တော့မှဒီတောင်းကိုရောက်တော့မှနှစ်ယောက်ထပ်တွေ့တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလည်းစင်ကာပူကနေလာတာဟုတ်ကဲ့ဟုတ်ကဲ့ဒီရောက်မှတွေ့ရဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီတစ်ချောင်းလုံးမှလောလောဆယ်တော့တန်တာသူတို့လေးအဲသူတို့ပဲပေါ့နော်တခြားအတန်းတွေမှာတော့ရှိလိမ့်မယ်ဟုတ်ကဲ့အဲ့မဲ့မြန်မာတွေမှာနော်ဒီဒီအဖြူနိုင်ငံတွေမှာလည်း main clay ရဲ့ တက္ကသိုလ်ပညာရေးပြီးနှောင်းကယောက်ျားထက်အများကြီးပါဟုတ်လားအေး gender inequality ဖြစ်နေအောင်အာမို့တော့လေးလာတာတော်တယ်လေဒါဒီတိုင်းပြစ်ထားလေတာဟိုတုံးမညာအဖြစ်တာပဲရှေယောက်ျားတွေကနှိမ်လို့တာဖြစ်တာလေနင်းလန်းကလာခုလိုမျိုးပုံဝင်လင်းလင်းတူတူကိုကိုလေးလာခွင်းတန်းလူရတဲ့ခါကျတော့စစ်တမ်းတွေတက်ချီလို့ရှင်ယောက်ျားလေးတွေကနင်းတော့တွေ့ရလေဩနင်းအဲ့ဒါမျိုးဒီနေ့ဒီချိန်မှာတနာတို့တန်းထဲမှာရှိပါတယ်ကိုဝင်နေတယ်ဒါမျိုးညမလူမျိုးတွေနေနေဂုံယူပါတယ်လို့နော်ပြီး ီစာပြီးတော့ဟိုလေ့လာပြီးသွားတော့မှအိမ်ရှင်မကြီးတော့မလောက်ပါနဲ့ဗျာ။ဘာသာဒါတွေကအဲကြုံတတ်တယ်လေ။ဒါပြောသားများသားဖြစ်အမျိုးသမီးတွေ educate ဖြစ်ပြီးယောက်ျားလည်းရအောင်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပြီးဘောကြောင့်လည်းအမတ်ဒါပေမဲ့တန်းတော့အလုံးမလုံးရရင်မနေနိုင်တဲ့သူဆိုတော့လေ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။လောက်ကလုံးမှာပါ။ဒါသမီးရသွားရင်လည်းလုံးမှာ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့လိုမျိုးအိမ်ထဲမှာကြီးပဲအောင်းမနေနိုင်ဘူး။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုပညာရည်တင်တာဆိုတော့ဒါမျိုးပြန်အသုံးချအောင်။အချင်းတလာ AI ကဒါနောက်ဆုံးမယ်လေဟုတ်တာလား။ ။အကျိန်းနေတာကြာတော့တို့ကပြန်လွှတ်မှာတော့စဉ်းစားကြည့်ကြည့်ပေါ့။ဥပမာသဘောအားဖြစ်ပေါ့။အင်း။ညပြန်မှမပြန်မှသူပါကြီးရဲ့ပြောပြော။အင်း။ပညာတတ်တယောက်အရွယ်ရောက်တဲ့အခါမှာတီးနှံလေးဖုန်းနေပဲနိုင်ငံကမကောက်သုံးကျင်ပဲ။ဟုတ်တယ်ဟုတ်တယ်။သစနာကျင်းပါနော်။ဟုတ်ကဲ့။ဒါပေမဲ့တုတ်ပေမဲ့စီးနေပေါင်နဲ့ရှောက်တဲ့ခါတွေမှာတော့ ဟဲ့ငါပြန်မယ်မပြန်ဘူးလို့ तू နည်းနည်းလေးပြရရင်တော့စင်းမြင်အားဖြင့် तू မဟုတ်တယ်ဟာသူရဖွက်ဖဲဟာကြတော့ကျင်းနေတာကပညာတတ်တယောက်ဘသူပဲဖြစ်သွားဖြစ်သွားနေဘောကသူတို့ရဲ့ပုံမှာပဲမဟုတ်တည်နေမယ်မနေမယ်ဟုတ်လားအအောင်မြင်မြင်နဲ့ပြီးသွားရဆိုင်ဘာနော်အထူးသဖြင့်ကနေဒါပို့ဆိုးတာဗောနော်ဒီကနေဒါမှာဆိုရင်တော့အများစုကဒီ college high school ပြီးရလူကများလीအမေရိကန်နဲ့ဆိုင် ောเนาะဒီမှာကြာတော့အဲ့ဒီခါကြာတော့ကျွန်တော်ဂုံယူတယ်ဗျအဲ့မြန်မာတရားအနေနဲ့ပေါ့နော်ဒီလန်ဒန်မှာတော့အကုန်ဒီ Fan Shaw ရဲ့ Western Union Western University ကတော့တော်တော်လေးနာကြည့်ရဟုတ်ကဲ့အဲ့ကြောင်းထွက်တယ်ဆိုလို့ရှင်တော်တော်လေးဟို recommendation ကောင်းကြရတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အဖန်ရှောမှာလည်းဟိုတောင်းတက်ရတာအရင်အဆင်ပြေပါတယ်သူတို့တွေကဒီတနာအခု AI and machine learning လို့ပြောပေမဲ့လို့တနာတို့ဒီ international student တွေကဒီနိုင်ငံတွေကိုဝင်လာရင်ကျောင်းပြီးရင်အလုပ်ချမယ်ပြီးအားရှောင်းမယ်ဆိုတော့သူတို့ကသိတယ်အဲ့တော့ကျောင်းကဘာကို support လုပ်ပေးရလဲဆိုတော့ resume ပြင်တာတွေကအစပြီးရင် interview ဘယ်လိုဖြေရတယ်ဆိုတော့ဒီ confidence level တွေကအစ public presentation တွေလုပ်ပေးလုပ်ရတယ်ဒါအတန်းထဲမှာလေအဲ့လိုမျိုးလုပ်ပြီးတော့ပြောရတယ်ပြီးရင် resume ပြင်တာတွေကိုသူတို့စစ်ပေးတယ်ဘယ်ဟာဖြုတ်ဘယ်ဟာတက်အဲ့လိုမျိုးတွေပေါ့ ောင်နော်အလောက်ကြီးအသေးစားအသေးစိတ်ကိုသူက subject minor subject တခုအနေနဲ့တန်တော်တို့သင်ပေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့သင်ပေးတော့ပါပြောပြောဟို Canadian resume ကလည်းသူက through format ရှိတာဟုတ်ကဲ့ဟုတ်ကဲ့တန်တော်တို့ဒီအရှာဘက်ကလာတဲ့သူတွေဆိုလို့ရှိရင်သိတယ်မလား resume ထဲမှာ merit status တွေတပ်ပုံတွေ and nationality တွေအကုန်ထည့်တာလေဒါပေမဲ့သူတို့ကအဲ့ဒါကြီးဘယ်သူမှဘာမှမလုပ်ဘူးသိလားဟုတ်ကဲ့ဟုတ်ကဲ့သူအဓိက highlight ကဘာလဲ experience ကိုပြမယ်ဟုတ်ကဲ့ဘာလုံးနိုင်လဲသူတန်တော် male female လားသူမသိချင်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ nationality ဘာနိုင်ငံသားလဲမသိကျင်ဘူးအကုန်ဖြုတ်သွားတယ်လူကောင်းလားလူဆိုးလားဒါပဲသိချင်တယ်ဟုတ်တယ်အဲ့ဒါသူကသူပါအဲ့အရွယ်တွေပါဘာမှမသိကျင်မွေးနေ့တွေဘာမှမသိကျင်ဘူးသိရမလားအကုန်လုံး contact ပဲဖုန်းနံပါတ်နဲ့ email နဲ့ပြီးမယ်ပြီးရင် experience working experience နဲ့ပြီးရင် bar education ရှိလေအဲ့ဒါတွေပဲသူတို့ highlight လုပ်ပြီးတော့ပြင်ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ခုလိုမျိုး share ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် now အထူးသဖြင့် Singapore မှာရှိတဲ့ညီမတွေ ကနေဒါလာခဲ့ပါလေနာကနေဒါကောင်းပါတယ်လေနာဒါပေမဲ့ကျွန်တော် according to ကျွန်တော်မဟုတ်ပါဘောနာအခုရောက်ခါစားအဲငါကတော့နာတော့ကြိုက်တော့ပြီကြိုက်တော့ဆိုအရင်အေးအေးချမ်းချမ်းရှိပြီးတော့လေတိတ်ဟိုဘောနော် freely ပေါ့နော်စိတ်ထဲမှာလွတ်လွတ်လပ်လပ်ရှိရလို့ခံစားရတယ်ပြီးလို့ချင်းအတူနာပြောသလို quality air quality ကောင်းတယ်ပေါ့နော် fresh air ဒီမှာမလားဒီတနာရုအိမ်မှာတနာရုရဲ့ဒီမျိုးပြတွေမှာမရနိုင်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလေးမျိုးပေါ့နော်တနိုင်ငံရဲ့အကြီးကြီးကလူကြီးရရှိတာကတန်း40ပဲရှိတာအရှိတော်အာရှတိုက်လုံးပေါင်းလိုက်ဒီနိုင်ငံက၈နိုင်ငံကြီးချက်ချလောက်လေးရင်ပြန်ရတယ်လေဟိုဘက်နိုင်ငံဟိုဘက်ဆုံးဒီဘက်ဆုံးဟုတ်လားဟုတ်တယ်ဇာတ်အစင်ကုန်နေမှာအဲ့ဒီတစ်ခုနဲ့တွေတော်တော်တန် နေပြီလို့လေးရှူရတာကောင်းပါတယ်တော့တန်နေပါပြီလို့ကျန်တာတွေကတော့မိသားစုကိုလွမ်းတာတွေပြည့်ရမလားမျိုးသားကိုလွမ်းတာတွေဟုတ်ကဲ့ဟုတ်ကဲ့အခုကအခုက part time job တွေပါလေလုပ်နေတော့အလုပ်နဲ့ကြောင်းနေအောင်တစ်ချက်မှမအားပါဘူးအင်း part time အလုပ်ကသူကဘယ်နှနိုင်အလုပ်ပေးတယ်လဲအကြောင်းတက်ရင်လည်းအလုပ်ဘယ်နှနိုင်လဲအကြောင်းတက်ရင်လည်းတပတ်ကို24 hours ကိုအလုပ်တီလုပ်ရလို့သူတတ်မှတ်ထားတာရှိတယ်ဘာမှမရှိဘူးကြိုက်တဲ့အလုပ်ကြိုက်တာလုပ်အဲတပတ်ကို 20နဲ့24နာရီ24နာရီပြီနော်24နာရီအဲ့တော့အခုအလုပ်လည်းလုပ်ခဲ့အလုပ်တယ်လုပ်လဲကျောင်းလည်းကျောင်းလည်းတက်တယ်စင်ကာပူမှာ boss လုပ်နေရတာသွားပြီးတော့ အမဟုတ်ရင်ပြဖို့အဲအဲ့ဒါပြောဝမ်းမနေဘူးလားဗောဗျာဟိုမှာဆိုရင်ကိုက boss ပဲဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ဟိုမှာကျတော့တန်တာတော့ကလေအချိန်လေးတစ်ခုကိုရောက်လာပြီးတော့မှပြောင်းလိုက်ရတာဆိုတော့အကုန်လုံးလွှတ်ချခဲ့ရတယ်ဗောဒီဘက်မှာအစ်စ်ပြန်စားရတယ်ဆိုတော့အဲ့ဟာအတွက်အရာရောစိတ်တွေပြင်ဆင်ပြီးတော့လာခဲ့တာဗောအော်ကဲကဲကဲဟိုအရင်ဒီဟိုအရင်အချိန်လေးယူပြန်လွမ်းပြီးတော့သိရမလားအာရင်တော့ဆိုဝင်းငွေတွေဘလို့ကောင်းတာဘလို့အေးချင်အဲ့လိုမျိုးကြီးပြန်တွေးနေရင်ကိုကစိတ်စိတ်ဆင်းရတာပဲရှိမယ်ဒီမှာကိုယ့်ရဲ့ဒီ opportunities တွေကိုယ့်ရဲ့ ဒီ future plan တွေကလည်းဒီဘက်ရောက်တော့ဒီဘက် plan ပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့ဆိုတဲ့အခါကျတော့အဲဒီနိုင်ငံရဲ့အဲပုံစံအတိုင်းပဲကိုကအဝင်ခွင့်ကြားဖြစ်အောင်လိုက်နေရင်းနဲ့ပဲဟုတ်ကဲ့အဆင်ပြေသွားမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီပြင်းနဲ့တော့အခု9လလောက်ဖြစ်လာတဲ့အခါမှာနေပျော်လာတဲ့အဆင်ပြေလာတယ်ပေါ့နော်အဲ့လိုအလုပ်တွေကြောင်းနေတဲ့အများနဲ့မအားဖြစ်နေရတာလည်းစိုက်တယ်ဘာလို့ဆိုတော့ကိုကလည်းကိုရဲ့ဒီအနာဂတ်အတွက်လုပ်နေရဆိုတော့လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်တာပေါ့ ဒီအလုတ်တွေသွားလုတ်တဲ့ခါကျတော့အကုန်နှိမ်တာလေခွနင်းတာလေမြတ်ရှိဦးပါမရှိဦးကိုအကုန်လုံးကလေးသိရမလားဟိုဟိုစကားလေးပြောလိုက်လှုပ်လိုက်ပတ်တိုင်းလှုပ်ကလည်းအရန်ကောင်းတယ်ဟိုဟုတ်ကဲ့အဲအတိကလှုပ်ထဲကလူတွေကလည်းအေးစစပဲဟိုလှုပ်ပြောဆရာရှင်တော့ပြောတယ်အဲ့လိုမျိုးဟိုပို့ဘလူးပြောမလဲဟို discrimination လုံးဝမရှိဘူး။ဟောအချင်းချင်းဟို sharing က friendly ဖြစ်တယ်။ပြီးရအဲ့လိုမျိုး तू အလုပ်ချိန်ပြီးရတယ် तू ကအကောင်လုံးခွဲခြားမသိမတွေ့ရဘူးပေါ့နော်။ဟုတ်တယ်။ So တနာတော့အခု part time ရဲ့ဒီ experience ပဲပေါ့။နောက်ပိုင်း full time job တွေပိုင်းလဲဒီလိုပဲလာမှာပါဒါတနာတင်တာတော့လေ။အော်အကြောင်းအကြောင်းပြီးမှာပါ။ပြီးသွားလဲခါကြတယ်။တနေ့တဲ့ချိန်မှမပြီးခေါင်းလဲအနေနဲ့များ volunteer တော့လုပ်ပေးပေါ့ဗျာ။ဟုတ်တယ်မဟုတ်တနာရဲ့ sharing လို့ရတဲ့ကြိုက်တယ်ပေါ့။တနာရဲ့ဒီဟိုဟာ YouTube channel တို့ပြီးရင်တနာက ဒီ technology နဲ့ပတ်သက်ပြီးတော့ဟိုမှာ AI တို့ machine learning တို့ပေါ့နော်အဲ့ဒါကို junior တွေအဲတက်ချင်တဲ့သူတွေတနာအရင်တော့ဆိုရင်အဲ့လိုမျိုး Zoom class တွေပိုင်းနဲ့ share လုပ်ပေးတယ်အဲ Facebook ကနေ invite လုပ်တယ်လာနားထောင်ကျင်တဲ့သူတွေပါတယ်ပေါ့အဲ့တနာအိုင်းလာနားထောင်မယ်အိုင်းအိုင်းတို့တနာလုပ်ပေးတယ်အကိုရယ်သိတယ်မလားအဲ့ဒီခုနကအကိုရော Ottawa ကကို Steven လည်းတစ်ခါ join ပူးတယ်သူလည်းဒီ Canada အကြောင်း sharing လုပ်ပေးပူးတယ်ဟုတ်ကဲ့ဆိုတော့ ်တန်တာကကြိုက်တယ်ဒီလိုမျိုး knowledge sharing ကိုလေဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ကိုကအဓိကမအားတာပေါ့နော်အခုတော့မှအကုန်နဲ့ရတာကလေးကိုကဖြစ်သွားလို့နော်ဒါမတော်တဆတွေ့သွားတာလို့အင်းကျွန်တော်ကန်ကောင်းတာပေါ့နော်ကျွန်တော်လိုက်ရှာတတ်တာပေါ့ဟုတ်တယ်လားပြီးရင်အကုန်နဲ့ပြီးရင်တန်တာအိမ်ရောက်တာနဲ့တန်တာ class ကစောင့်နေပြီအဲ့လိုမျိုးပေါ့တို့ schedule ကအပြည့်ပဲပေါ့နော်အဲ့လိုဖြစ်နေအဲ့တော့ဒါပေမဲ့အရန်ကို good to see you ပါအခုဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါနော်အင်းအခုလည်းမျက်ရှာပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာလည်းနော်မတ်တန်တာမတ်တန်တာမတ်တန်တာ နော်တော်မြမပြည်ကလူတွေစင်ကာပူကလူတွေကနေဒါလာခြင်းလာခဲ့ပါလို့မြမပြည်ကလူတွေလည်းအဲဘေးအန္တရာယ်ကင်းရှင်းပြီးတော့ဗောနော်ကျွန်တော်တို့လည်းအမြဲတမ်းဆူတောင်းပေးပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုတဘာဝဘေးတွေရောသိရမလားဟုတ်ကဲ့အဲဟိုနှိမ့်ဆက်နှိမ့်ဆက်ခံရတဲ့ဘေးတွေအားလုံးကင်းဝေးပါစေလို့နော်ဟုတ်ကဲ့ပါခင်ဗျာအော် တယ်စိတ်မကောင်းပါအောင်တည်င်းနေလဲနော်အဲ့တော့အတန်းနိုင်ဆုံးလဲတနာရီအများတန်းလှူပါတယ် donation နဲ့လဲလုပ်တယ်အခု donation လုပ်တယ်ဆိုတာကိုကကူတာပေါ့နော်ကိုနေရအခုဒီပွဲလေးဆိုလို့မြန်မာလူပြောလိုက်တာနဲ့တစ်ခါတလေမှာဟဟလာကိုနေရတဲ့ဘဝဆိုမျက်ရည်လေးဝဲနေတယ်ဟုတ်တယ် အာဘောမြင်ကွင်းနေမြင်ရတာဗောနော်အမျက်ကြင်တော်ကြာချင်တာဗောနော်ဘာဖြစ်လဲကိုရီးယားဘောဆိုအကိုအကိုသိလားခုနကကိုပီတာတို့တွေတချင်းဆိုနေတာတနာလေးမျက်ကြင်တော်ဝဲတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူတချင်းဆိုတော့အယမ်းမှန်ပါပြီးတော့အဲ့လိုမျိုးလေးနော်ဘောဆိုဟိုတနာတွေလည်းဒါကြောင်းတက်နေတာဆိုပေမဲ့လေတနာတို့စုထားတဲ့ပတ်စံလေးတနာအမျိုးသားရှာတဲ့ပတ်စံလေးတွေကနေပြီးတော့ percentage တခုကအဲ့လိုမျိုးအများတန်းလေးဟိုကိုကကိုတက်နိုင်တဲ့လောက်ကိုအလုပ်ပြီးလုပ်တယ်ဗောနော်ထဲ့တယ် အဲ့တော့ဘာပဲပြောပြောဟိုမြန်မာနိုင်ငံအတွက်ကတော့အမြဲတမ်းစင်တဲ့မှာပဲကိုအဓိကကိုရဲ့ future ကြီးကောင်းသွားရင်လည်းဒါမြန်မာအတွက်ပဲကိုဘယ်နိုင်ငံမှာပဲနေနေကိုမြန်မာဆိုတဲ့စိတ်ကအမြဲရှိတယ်ဗောနော်အမြဲရှိတယ်အဲ့တော့ဟိုတကယ်လည်းအင်အားတွေရှိဖို့လိုတယ်ခွန်အားတွေရှိဖို့လည်းလိုတယ်နော်ဒါရှေ့ဆက်ဖို့လေအဲ့တော့ကျေးဇူးပါနော်ဟုတ်ကဲ့ပါကိုကျေးဇူးပါခင်ဗျဘိုင်နော်ဟုတ်ကဲ့ဘိုင်